တိုက်ပွဲအကြားမဲမပြိုတယောက်ရဲ့မဖွဲမရလောင်ပြောင်ခြင်းကိုခံရတဲ့အစွမ်းထက်ပြီးထူးဆန်းတဲ့မြင်းဖြူရှင်ရန်သူလက်ထဲမတီးလိုတဲ့စိတ်ဓာတ်နဲ့ချင်းတွင်မြစ်ထဲခုံချပြီးအဆုံးစီရင်သွားတဲ့ထူးခြားတဲ့သူရဲကောင်မြမတို့ရဲ့နတ်ကိုကွယ်ယုံကြည်မှုတွေကနိုင်ငံအနှံ့မှာရှိကြပြီမယ်နတ်သမိုင်းတွေထဲမှာအညာနတ်လို့ခေါ်ကြတဲ့မြင်းဖြူကြီးကိုစီးတဲ့ထူးဆန်းတဲ့နတ်တပါးလေးရှိနေပါတယ် အဲ့ဒီနတ်ကတော့အညာနတ်လို့ခေါ်တဲ့မင်းဖြူရှင်နတ်ပဲဖြစ်ပါတယ်။ဒါပေမဲ့မြမသမိုင်းမှာမင်းဖြူရှင်နတ်၄ပါးတောင်ရှိတဲ့အထဲကမှထူးဆန်းဆုံးဖြစ်တဲ့မင်းဖြူရှင်နတ်အကြောင်းကိုအယူဆုံးရွေးချယ်ပေးကြင်ပါတယ်။ဒီနေရာမှာတခုလောက်ကြိုပြီးအသိပေးကြင်တာကဒီလိုနတ်သမိုင်းတွေဆိုတာပေထက်အခရာကြောက်ထက်အခရာပေါ်မှာအတိအကျပေါ်ပြထားခြင်းမဟုတ်တဲ့ပါဇက်ပြောရာဇဝင်အနေနဲ့လက်စိတ်ကံပြောလာကြတဲ့ဒါနယူတွေဖြစ်တဲ့အတွက် မူကွဲတွေအများကြီးရှိလာနိုင်ကိုတော့သိထားစေချင်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားတဲ့အညာဒေသမှာအများဆုံးကိုယ်ပဲယုံကြည်ကြတဲ့မိမတယောက်ကြောင့်ရှင်တွင်မြေရေထဲအသေးစိုးနဲ့တေးခရရတဲ့အယံကိုအစွမ်းထက်တဲ့မြင်းစစ်ဒီဒါမှမဟုတ်မြင်းပြူရှင်နတ်ဖြစ်ပေါ်လာရခြင်း နောက်ခံသမိုင်းကြောင်းကိုဘုဒ္ဓသာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ် ကျွန်တော်ကတော့ဇန်လီပါတချိန်ကမြစည်းမဒေတာရာဇဂျိုပြည်မှာအဇတတမင်းအောက်ချုပ်ဆိုးဆံနေပါတယ်မြင်းဖြူရှင်နဲ့ဖြစ်လာမဲ့သူဟာရာဇဂျိုပြည်သားဖြစ်ပြီးလူဘဝတုန်းကမြင်းနဲ့ပတ်သက်လာရင်ဇရာတစုဖြစ်ပြီးတော့ကျောင်းနဲ့မြင်းစိုးစင်းတီကသမင်းဝါလို့ဆိုတဲ့လူစားမျိုးပါ သူ့ရဲ့မြေအကြောင်းနဲ့ပတ်သက်တဲ့မင်းပညာဂုံတဲ့င်းတွေဟာရစကြိုပြည်မှာတမကအခြားတိုင်းပြည်အထိကြောကြလာပြီးမင်းအရာမှာသူမပါရင်မပေးတလို့ဖြစ်လာပါတယ်။တနေ့မှာရစကြိုပြည်ရှင်အဇာတတမင်းကြီးကမင်းပြူရှင်နာရဲ့အနှွဲတော်ဖြစ်တဲ့မင်းသားလေးပါးကိုအပြစ်ဒဏ်တစ်ခုကြောင့်ပြီးနှင်တန်ပေးလိုက်ပါတယ်။မင်းသားနဲ့အတူအပေါင်းအပါများစွာလိုက်ပါလာခဲ့ကြပြီးအဲ့ဒီအထဲမှာ မင်းဖြူပန်ရှင်လဲပါဝင်လာပါတယ်။အဲ့ဒီလူအုပ်ကြီးဟာမိစိမဒေတာရဲ့အရှိဘက်ကိုဥတီလာခဲ့ကြပြီးတောင်တန်းတွေအထက်ထက်တောအောက်တွေတစ်ခုပြီးတစ်ခုဖြတ်ကျော်ပြီးချိန်မှာယခုမြမပြီးမြေပုံထဲကချင်းတွင်းမြကအထိပထမပဲရောက်ရှိလာကြပါတယ်။ခက်ခဲကြံတန်းလှတဲ့ခရီးရှည်ကြီးကိုလာခဲ့ကြတဲ့အတွက်ချင်းတွင်းမြကိုထပ်ပြီးမဖြတ်ကူးကြတော့ပဲမြို့နံအစ်စ်ဒီဖို့တကြီးညွတ်ဒီဆုံးဖြတ်လိုက်ကြပါတယ်။ ဒါကြောင့်ချင်းတွင်းမြကန်လပေးယခုခန္တီမြို့တောင်ဘက်မှာမြို့နံအစ်စ်တီးပြီးမြို့အစ်စ်တီးဘွဲကို တခန်းတနာကျင်းပကြပါရယ်ချင်းတွင်းဒေသမှာမိစိမတိုင်းမမင်းသားတပားကမြို့နံအစ်စ်နဲ့စိုးစားနေတဲ့တရင်ဟာပကံနေပြီးတော့စီရောက်ရှိလာပါတယ်ပထဝီနိုင်ငံရေးအရာဘယ်လိုမှလက်ခံလို့မရတဲ့အနေအထားကြောင့် ပကံမင်းလဲစစ်သေးနာပတိတွေနဲ့ဆွေးနွေးတိုင်ပင်ကြပါရယ်တန်တဘာမမင်းသားတဘာချင်းတွင်းဒေတာမှာမြုံနန်းတစ်တီအောက်ချုပ်နေတာဟာအနာကမှာသူတို့ဘက်ကအင်အားပုံမှုကြီးထွားလာခဲ့ရင်ပကံမင်းအတွက်အာဏာရရှိလာနိုင်ကြောင်းသုံးသပ်ဝေဖန်ကြပါရယ်နောက်ဆုံးမှာတော့ပကံမင်းကမင်းဖြူရှင်တို့ရဲ့မြို့တော်အသစ်စီစစ်ချီဖို့အတူတကွဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကြောင့် စစ်အင်အားအမြောက်အများပါဝင်တဲ့ကြီးတက်ရေးတန်းနဲ့အတူပုဂံတက်မတော်ကြီးဟာချင်းတွင်းဒေသစီစစ်ချီလာပါတယ်။ပုဂံတက်မတော်ကြီးကချင်းတွင်းမြကန်နဖူးမှာတည်ရှိနေတဲ့မြင်းဖြူရှင်တို့ရဲ့မြို့တော်ကိုအပြီးအပိုင်မသိမ့်ပိုင်နိုင်ပဲဝိုင်းထားလိုက်ပါတယ်။ဒါပေမဲ့မြင်းဖြူရှင်ဦးဆောင်တဲ့တပ်ဖွဲ့ကပုဂံတက်တွေကိုပြန်လဲခုခံတိုက်ခိုက်ပြီးပုဂံတက်လည်းတပ်ပြတ်မတက်ခံလိုက်ရပါတယ်။ မင်းဖြူရှင်ရဲ့ဒူဇံပီးကြောက်စရာကောင်းတဲ့တာရီခရီးတွေကြောင့်ပကံတက်တချို့အကြီးအကျယ်တက်ပြက်ကာအခြေအနေဆိုးရွားလာပါတယ်ပကံတက်များတက်ဆုပ်တက်ကိုအခွေကောင်းယူပြီးမင်းဖြူရှင်လဲပကံတက်အနောက်ကို အမီလိုက်ပြီးအစွမ်းပြတိုက်ခိုက်ပြန်ပါတယ်ဒီလိုနဲ့မင်းဖြူရှင်ကမင်းကိုဒုံဆိုင်စီးနေခြင်းလမ်းမှာအယံခါတဲ့မင်းမပြိုတယောက်ကသူမဝှစင်ထားတဲ့တမဲအောက်ဆာကိုမဖွဲမရလှံပြပြီး မင်းဖြူရှင်ကိုလောင်ပြောင်တယော်လိုက်ပါတယ်။ဒါကြောင့်ပဲမင်းဖြူရှင်လဲစိတ်အနှောင့်အယှက်ဖြစ်သွားရာကနေသူ့ရဲ့မင်းကိုအရှင်ရှောင်းမိရာမှပကံတက်တချို့ရဲ့ပြန်လဲတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ပဇာရာဇဝင်အရာမင်းဖြူရှင်ကိုတောသောနတ်သမီးတစ်ပါးကတာမအမျိုးသမီးတစ်ယောက်လိုဖန်ဆင်းပြီးအခုလိုလောင်ပြောင်တဲ့အတွက်ဖုံးကန်နှိပ်သွားကြောင်းလဲဒေသခံများကဆိုကြပါတယ်။ အဲ့ဒီအခရဲသားလေးမှာပဲပကံမင်းကသူ့ရဲ့တက်ကိုပြန်လှည့်ပြီးမင်းပြူရှင်ကိုပြန်လဲတိုက်ခိုက်တဲ့အတွက်မင်းပြူရှင်လည်းအေးနိုင်ကပြန်ပြေးခဲ့ရပါတယ်မင်းပြူရှင်ဟာရန်သူလက်ထဲမသေးလို့တဲ့အတွက်သူ့ရဲ့တက်သားမင်းစီတီတချို့နဲ့အတူတောင်ဆောင်ကနေမင်းကိုအချိန်နဲ့ဒုံဆိုင်ပြေးလာကြပြီးသူ့ရဲ့အချက်ပေးမှုနဲ့မင်းတို့ရဲ့မျက်လုံးတွေကိုအဝတ်နဲ့ပိတ်ကမဆောက်လှတဲ့ချင်းတွေမြစ်ထဲကိုခုံချကား မိမိကိုမိမိအဆုံးစီရင်သွားကြပါတယ်။မင်းဖြူရှင်နဲ့သူ့ရဲ့တပ်သားအားလုံးလည်းရည်စည်းတန်တဲ့ချင်းနေမိရေထဲနင်းမြုပ်မြောပါကတယောက်မကျန်တည်ဆုံသွားခဲ့ကြပါတယ်။ဒါကြောင့်မိရေထဲအစိမ့်ဒီဘဝနဲ့တည်ဆုံသွားရတဲ့မင်းဖြူရှင်ဟာအစိမ့်ပိတ်တာဘဝနဲ့နတ်စိမ့်ဖြစ်သွားတဲ့အပြင် သူရဲ့စီတော်မြင်းမင်းဖြူကြီးပါတည်ဆုံသွားပြီးဒေသခံများအစိုးရအ မြင်နှက်ဖြစ်သွားကြတယ်လို့လည်းပြောကြပါရယ်ဒီလိုချင်းတွင်းမြေရဲ့ထဲခုံစင်းပြီးအဆုံးစီရင်သွားတဲ့မြင်းဖြူရှင်ရဲ့တတ္တိဖြတ္တိကိုလေးစားတဲ့အနေနဲ့ပကံတက်များလဲစစ်သူရဲကောင်အချင်းချင်းချီကျူးထောပနာပြုတ်ကာတောင်ဆောင်ပေါ်ကနေမြင်းဖြူရှင်ကိုအလေးပြုခဲ့ကြတယ်လို့လည်းပါဇက်ပြောရာဇဝင်တွေအရသိရပါရယ် အချိန်တွေပြောင်းလဲလာတဲ့အခါမှာမြင်းဖြူရှင်ဟာအစိမ့်ပိတ်တဲ့ဘဝကနေနှိရှင်နဲ့ဖြစ်လာပါတယ်ဒီလိုနဲ့မြန်မာတက္ကရာ451ခုနှစ်အရောက်မှာပုဂံပြည်မှာအလောင်းစီသူပြေးနန်းတက်လာပါတယ်တနေ့မှာတော့အလောင်းစီသူမင်းကြီးကတိုင်ကန်းလှည့်လည်တဲ့အချိန်မှာချင်းတွင်မြစ်ဝမ်းဒေသကိုဖောင်တော်နဲ့ရောက်ရှိလာပါတယ် ဒီလိုတိုင်းကားလှည့်လည်နေတဲ့မင်းကြီးဟာမြေကံဘေးနှစ်ဖက်မှာတောတောင်ရေမြေတဘာဝကိုရှူစားတော်မူတဲ့အချိန်မှာပဲထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုမြင်တွေ့သွားခဲ့ပါတယ်။အဲ့ဒါကတော့တခေတ်တခါကချင်းတွင်းမြေရေထဲခုံချပြီးမိမိကိုမိမိအဆုံးသတ်အသေးခံသွားခဲ့တဲ့မင်းဖြူရှင်နတ်ဟာသူ့ရဲ့စီးတော်မြဲမင်းဖြူကြီးနဲ့အတူတောင်ထိပ်မှာကိုယောင်ပြလာခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်အလောင်းစီသူမင်းကနတ်ကုံနတ်နန်းများဆက်လုပ်ပေးခဲ့ပြီးမင်းပြူရှင်နတ်ကိုကူးကွယ်လာခဲ့တာဒီနေ့အချိန်အထိပဲဖြစ်ပါတယ်မင်းပြူရှင်နတ်ကိုမြို့ဆောင်နတ်ရွာဆောင်နတ်အဖြစ်လူသိများကြပြီးအထက်အညာဒေသမှာ အများဆုံးကူးကွယ်ကြပါတယ်ဝန်တွင်ကြောက်စဲစကိုင်းနဲ့ရွှေဘူးစတဲ့မြမပြည်အလဲပိုင်းကမြို့ရွာတွေရဲ့ရွာထိပ်တွေမှာနတ်ကွန်အသေးလေးတွေနဲ့ဒီနေ့ချင်းထိပူဇော်ကြကြောင်း ဘုဒ္ဓတာဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလဲရပါတယ်။နောက်တစ်ပတ်နောက်တစ်ပတ်တွင်မှလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအသေးများကို ဝေမျှပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုခြင်းပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ညီအကိုများနဲ့မြန်မာပြည်သူပြည်သားအပေါင်းဆက်ချမ်းသာကိုကြမ်းမာရှိကြပါစေ။ယောဂဗျာတွေကင်းဝေးပြီးတာယာပျော်ရှင်တဲ့ဘဝတွေ ကိုစီပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းဝေမျှပေးလိုက်ရပါတယ်